တစ်ခုမှာခွင်းရဲ့အခြေချောင်းမှာပါသွားမယ်ဆိုတော့ရှောင်းရန်တန်းပြီးပြတ်သွားနေတဲ့အနေထားကိုသတိထားရမယ်ဗျာဟုတ်တယ်အဓိကကာဖူးကိုရန်ပေးထားပါဘောနော်ရှောင်းရန်အနေနဲ့ escape node ကတော်တော်လေးကိုမြင်နေရဆိုတဲ့အနေထားတစ်ခုမှာကာဖူးရဲ့ damage တွေအများကြီးလိုအပ်နေရဆိုတဲ့ Ryan eSport အနေနဲ့ကတော့ကာဖူးကို backup ပေးထားတော်တော်လေးကိုကောင်းတယ် Holy Shield နေ Holy Shield တွေလည်းရှိနေရဆိုတဲ့အလျောက်ကတော့ Ryan eSport အနေနဲ့ဒီ first lock objective ကိုတော့တတရာလေးပြန်ပြီးတော့ defend ထားနိုင်မယ်လို့တော့ထင်တယ်ဗျဟုတ်တယ် Ryan eSport ဒီချိန်မှာတော့ကျွန်တော် first load တော့စာပြီး defend နေပြီဗျာဒီဘက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတောက်ရှောက်တွေကိုပြေးတက်လာနေမျိုးတွေ့ရတယ်မဂါပက်စ်ကိုလုံးဝမပေးချင်ဘူးဗျာအွန်လိုင်းမှာတော့ internal design ကိုတော့ ဘကမတစီယူဖို့တော့စ조사နေတယ်ဗျာဒါမှမညက်သွားတယ်နေသားတခုမဆမ်းမြူတယ်ပြေးထုတ်ဖို့တော့မလွယ်ခဲ့ဘူးဗျာအရင်ဖြတ်ဖို့အတွက်ကလည်းနည်းနည်းတော့ဝင်လေးစရာပဲပေါ့နော်နောက်ကနေပြီးတော့ဘက်ကပ်တီကောင်လာတက်သေးတာရောက်လာခဲ့မှဆိုတော့မတစီအနေနဲ့သူတို့ turning point တွေကိုပြန်ပြီးတော့ခွင့်ပြုပေးရနိုင်ရေတော့ရှိတယ်လောစီကတော့ super line အနေနဲ့နောက်ကဘလိုင်းနဲ့ပြန်ပတ်ပြီးတော့အဲ့လိုမျိုး eve တို့ user ရှင်တို့ကြီးကျင်တဲ့ပုံစံမျိုးလေးကိုတော့တွေးရတယ်ဒါပေမဲ့ super line နဲ့ smue ရဲ့ combination တွေအများအားလို့လို့အသက်ဝင်နေသေးရတော့မတစီပဒေဆိုင်မှုအတွက်ကတော့မလွယ်ဘူးဒါပေမဲ့ super light တယောက်တည်းဆိုရင်တော့စဉ်းစားကြရတယ်ဖြစ်မယ်ခွန် vision ပြေးချထား super light ကိုတော့တွေးပါ යි super light mini stand လေးမိနေတယ် ်ဒါပေမဲ့ပြန်ပြီးတော့ stand stone ရုံထွက်ထားတဲ့ giant မှာ max c ဘာမှတိတ်အများကြီးတော့မ rush ဘူးဗျအင်း max c အနေနဲ့တော့ power back play ကိုပြန်စားထားနိုင်ရင်လည်းပဲနောက်ကတော့အစားလေးထပ်ပြီးတော့4 back ပါအောင်မယ်တော့မှတော့ ryan e sport goal 3.3ကိုပေးထားတဲ့ဆိုတဲ့အနေထားတစ်ခုမှာသူတို့မှပြန်ကမ်းဖို့ point ကြီး တောက်လျှောက်တော့ရှာလို့ရနေတော့မယ်လော့ပေါ်လာဘတမလောက်လိုနေတဲ့အခြေတစ်ခုမှာတော့ Ryan Esport ဒီကြားထဲမှာ changes ဘယ်လောက်ထိလုပ်ပေးသွားနိုင်မလဲမသိသေးနေနဲ့လည်းတောက်လျှောက်တွေ PR ပေးဖို့တော့စ조사နေအောင်မှာပဲဗျာ Ryan မှာဒီအချိန်မှာ fans တွေအရဆိုလို့သူတို့ lane ကနေယူတက်လာမယ် creep wave လေးတွေပဲကြံတော့မယ်ပေါ့နော်အဲ့တော့ Bethis C အနေနဲ့ lane freeze ကြီးရောပဲဘယ်တဲ့အပြင်ကိုခေါ်ဆိုင်မလားဆိုတော့ကြည့်ရမယ် law objective စဖို့အတွက် second 40ဒီကြားထဲမှာဘယ်တဲ့တစ်ခုကတော့ဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဗျာအလုံးမှာမဟုတ်ဘဲနဲ့ Ryan Esport အနေနဲ့ save လိုက်မယ်ဆိုရင်တော့ဒီဘက်တဲ့ဖြစ်ဖို့ကတော့မဖြစ်နိုင်တော့ဘူးဒါပေမဲ့ law လုမလားဆိုတဲ့မေးခွန်းတစ်ခုကလည်းရှိနေသေးတယ်ဒါမှမဟုတ်ပေးမလား 还有 e a s t w o o d low baby 咯，俾 d e f e n s e s 佢威 cam 啦。 ဒါမှမဟုတ်လို့ရှိရင်လည်း offenses ပဲတခုလောက်ဖန်နေပြီးတော့ပဲ loss ကြီးပြေးတက်မလားဆိုတော့ကြည့်ရမယ်တော့မှပါနေခဲ့တဲ့ Nico ရဲ့ manipulation အနေနဲ့ဘိုးရဲ့ chart တွေကပို့ပြီးအလုံးဖြစ်နေရမျိုးတွေလည်းကျွန်တော် alive minute တွေမှာတွေ့ထားရသလို Juno ရဲ့ damage output ကိုဒီချိန်မှာ short drop လို့မရတဲ့အနေထားလည်းရှိတယ်အပေါ်လမ်းမှာတော့ Ryan Esport log against lane မှာ lane တော့ချိုးရှင်းထားဖို့ချိုးစားမယ်အောက်မှာတော့ Shawn ရဲ့တကောင်လေးတော့ဖြစ်နေရင်လည်းဘယ်နှစ်ယောက် game flash လာကြည့်ဖို့ချိုးစားမယ်လဲ Shawn ရဲ့အသာရလေးပဲပြေးတော့ထွက်ထားပါသေးတယ်ဒါပေမဲ့ execution တွေရောကျွန်တော်တော်တော်လေးကိုပြီးထားရဆိုတဲ့အနေထားတစ်ခုမှာ Matthew C အနေနဲ့ဒီ log objective ကိုတော့တဲကျွန်တော်တဲလို့တော့ရပြီဒါပေမဲ့ Shawn ရဲ့ပြန်လာဖို့အတွက်ကတော့တဲနေတယ်တစ်ဖက်က ဘယ်စစ်စီးအနေနဲ့ကတော့3 man လောက်ဒါဇုံနဲ့ပြန်ပြီးတော့ထားထားတဲ့အခြေအနေတခုတော့ Ryan Esport ဝင်ပြီးတော့တိုးဖို့အတွက်ကတော့မလွယ်တော့ဘူးဗျတကယ်လို့ကျွန်တော်မီလီစတန်နေများနေဆိုရင်ဘယ်စစ်စီးကိုဝင်တိုးဖို့တော့ကြိုးစားနေတယ်ဆိုတော့ရှောင်းရန်ပြန်ပြီးတော့ရောင်းထွက်သားသေးရဲ့ဗျဒါပေမဲ့တစ်ခါပြီး Ryan Esport ပြန်ပြီးတော့ backup ကျလာနေတာတခုမှ King Flash ကိုတော့ရှောင်းရန်ပြေးပြီးတော့ထိန်းထားသေးတယ်နောက်ကပြ Samsung Samuel တက်ပြီးတော့ combination ဝင်နေကြတယ်မှ King Flash တမ်းပြီးတော့ထောင်းရဲဆိုရင်မခွန်ရောက်တော့မာပေးထားသေးရဲ့ဗျ line နဲ့မှ throw ရောက်လို့ထိန်းထားနေတယ်မခွန်တမ်းပြီးတော့ down တော့မလားနောက်ကပြ Juno damage ကြီးချိုင်းမှ Samuel တက်ပြီးတော့ down wide နဲ့ Matthew C 4 man ball ောက်ကြံနေတယ်ဆိုတော့ Rayon Esports ရဲ့ tournament ပါလို့ live ပြင်ရှင်းနေပါပြီ manipulation ပြန်ပေးထားတယ်ကျွန်မ super live ဘလုံးမပြေးထွက်လို့မရရင်ပဲဘိုရဲ killing spree ပါတိမ့်ပိုက်ထားသေးတယ်ဗျနောက်ဆုံး super live ကျွန်တော်တိတ်ဆုံးဝအခြေတစ်ခုမှာတော့ဘတ်တစ်ယောက်ပဲကြံနေနေပဲဘလုံးမျိုး defend လို့ရမှာလဲခွန်ပြန်ပြီးရောက်လာနေတဲ့ဂျူနိုဘိုရဲ့၃ရောင်းနဲ့အထူပဲတောက်ချောက် light rest အောင်နဲ့ mega tyrant ချားမော်ရစူပါဘက်လက်လွတ်ပေးလဲဆိုလို့ main lane မှာလည်း nigo creed side ကိုထပ်ပြီးခေါ်လာသေးရဲ့ mega နှစ်တိုင်လုံးအတိပါ ဘရန်ဒီဆိုပေးလိုက်မယ်ဆိုတော့မတန်တော့ဘူးဗျာစူပါဖန်အနေနဲ့အကောင်းဆုံးတော့ဒီဖန်ထားပါသေးတယ် draft ကအားလီမှာတော်တော်လေးကို risky ဖြစ်တယ်ဆိုပေမဲ့လို့အားလီမှာစေးစော့သွားတယ်လိုအပ်တဲ့ objective တွေကိုပဲတည်ပြီးတော့ယူတယ် spare gas တင်းတွေအကုန်လုံးကို milli stand တွေအကုန်လုံးကိုတစ်ချက်နဲ့တစ်ချက်မထောင်ပေးတယ်ဆိုတဲ့အချက်တွေအားလုံးကမက်သစ်စီဘက်မှာသွားပြီးတော့ဦးတည်နေရတာဒါပေမဲ့တစ်ဖက်ကနေလေ super line နဲ့ samuel နဲ့နှစ်ယောက် combination ဝင်လိုက်တယ်ဆိုပေမဲ့အဲ့ဝင်လိုက်တဲ့အချိန်တိုင်းမှာအများနဲ့ king flat တယောက်ပဲ down တာတော်တော်လေးကိုကြည့်ရတော့ဆိုးရယ်ပေါ့နော်အဲ့တော့ low objective ထပ်ပြီးတော့ပဲကျွန်တော် math c ပိုင်းဆိုင်မအောင်မယ်ဗျာ okay low တော့ math c ထပ်မှတ်ပြီးတော့သိပိုက်ထားတယ်မစလက်ချာမစမ်းမြူတယ်ပါသွားတယ်ပြေဖိုင် န်းရှစ်ကပြန်ပေးထားသေးတယ်နောက်မှာတော့တောင်းချောင်းတစ်သိန်းလုံးပြေးတက်လာဖို့ကြိုးစားရမယ်လေမက်စီဝေါ်လျော်ပြန်ပေးထားတဲ့ချာမှာ exclusion လေးနဲ့တော့ရှောင်းအင်ပြန်တော့ပြုတ်ထွက်ထားပါသေးတယ်ဒီအချိန်မှာ Rain eSport အတွက်ရွေးချယ်တဲ့ကဒီဖန်မှုပဲကြံဟောင်းမယ်ပေါ့နော်အဲ့တော့ defensive battle တစ်ခု၃လိမ့်မိကလုံးမတက်လာလို့ရတက်လာလို့မရအောင်လို့ဒီအချိန်မှာတော့ lance lock အနေနဲ့ရအောင် lane speed push လို့တော့လုံးလို့တော့ရရမယ် လိမ့်စပလေးတော့လောလောရရနေတာတကူမှရှိတယ်အမှန်ကြီးကျော် king flat တယောက်ပဲထောင်းပါသိရမလားဟုတ်တယ်ထောင်းရတဲ့အချိန်မှာ message စီရချန်နဲ့ member တွေအကုန်လုံး junior ကလည်း ball line တွေကိုရောက်နေပြီးသွားပြီဆိုတော့ car full လည်းဘလို့မှလွတ်ဖို့အတွက်မဖြစ်နိုင်တော့ဘူးဒီအချိန်တွေတခုမှတော့ကျော် message စီရဲ့ battery set rap ကိုတကယ်ကြီးကိုချီးကျူးရမှာဟုတ်တယ် junior ရဲ့ ball line damage ကတော်တော်လေးလည်းအန္တရာယ်များသလိုသူစီကပေးလာမဲ့ damage ကလည်းတစ်ဖက်က ball line ကြီးမထိမှဆိုတဲ့အတွက်ကြောင့်မတော်တော်လေးလည်းအထိနာနေတာတကူမှရှိတယ်ဗျာ စပတ်3 k ဆိုတဲ့ goal line နဲ့အတူပဲ messi တောက်ချတော့တက်လာနေပြီ3 lane split push ကိုရွေးချက်ထားသလို super light နေနေတော့ back line ကနေပြီးတော့ပဲ samuel နဲ့ bounce နေထားတခုတော့ဖန်တီးထားသေးတယ်ဗျာအဲ့တော့ apollan အမီကောစတင်ပြီးတော့ try တော့ try နေပြီပေါ့နော် win dive ဖို့အတွက်ကောနည်းလေးစဉ်းစားအောင်ပဲဘိုယဲမပါသေးတဲ့အချက်ကြောင့်ပေါ့အဲ့တော့တစ်ဖက်ကနေပြီးတော့ကျွန်တော်ဘိုယဲပြီးတော့ juno ပြီးတော့ကျွန်တော် nico တို့ရဲ့ spare တွေဒါ combination ချဝါခဲ့မယ်ဆိုရင်တော့ခုနတိုင်းမလွယ်ဘူး super light ထပ်ပြီးတော့ four back ထားတယ်နေတာတခုမှ super light အနေနဲ့အိမ်ပြန်ဖို့အတွက်အချိန်ရတော့အများကြီးပဲကြံအောင်မယ်အဲ့တော့ rain e sport ကို messi win ပြီးတော့ dive လာဆိုတော့ကြည့်အောင်မယ်လဲမှာတက်လာတဲ့ free wave တစ်ဝေးက ဲ့ပါသေးရဗျ Fiber the Fiber တဲလေးကိုတော့မသစီတဲလာဖို့တော့ကြိုးစားနေတယ်ဘက်လိုက် combination ကြားမှာတော့ main lane ကိုတော့တောက်ချက်ခါဖို့တော့ Ryan Esports ထပ်ပြီးတော့ချိန်တော့ချိန်နေတော့မယ် manipulation တော့ခင်းပေးလိုက်ပြီဟိုးတော့မကက်ဖူးထီတော့ထိနေပြီ live ဟိုးနောက်ထပ်ဒီမှာပြန်ပတ်နေတော့ဘိုးရဲမကထောင်းနဲ့ဘယ်တောက်ရှောက် live force နေနေပြီမကထောင်းနဲ့နှစ်တိုင်အထိပါမတစီရရှိခဲ့ပါပြီအေးချိန်မှာတော့ tower ဒီသာရေးကြီးဆုံးပဲပေါ့နော်ဒီ sound box တွေကတော့ကျွန်တော်မေးထားလို့တော့မရအောင် tower ချိုးမနိုင်မယ်ဆိုတော့ leader တစ်ခုတော့ medicine အနေနဲ့ tower ရိုးပဲအဓိကတဲပြီးတော့ပဲယူနေပြဒါပေမဲ့ဒီအချိန်မှာ rayon esport အနေနဲ့သူတို့ရဲ့ sticky found တစ်ခုကိုပြန်ပြီးတော့တဲဖို့အတွက်စူးစမ်းနေတယ်ဒီအချိန်နေမှာတော့ပြန်ပြီး counter attack နိုင်မလားဆိုတော့ကြည့်ရမယ်ပြထပ်ပြီးတော့ sandstone နဲ့ပေးလိုက်ကြမယ် smith နဲ့ combination နဲ့တော့လွဲနေတယ်တစ်ဖက်မှာလည်း super bad နေနေရ တော့ဒီကိုပြေးပြီးတော့ကြည်ထားလိုက်ဆိုရင်အရင်ကတော့စင်မပြေဘူး white plus white crystal ကြားမှာသူကိုယ်တိုင်ပဲပြန်လဲပြီးတော့ fallback နေရတယ်ဗျာနှစ်သိန်းလုံး five man star mike jan ရဲ့အနေထားတစ်ခုဆိုတဲ့အတွက်ကြောင့်မတစီထပ်ပြီးတော့တက်လာခြင်းနဲ့တက်လာလို့တော့ရတယ်ဒါပေမဲ့ race ကတော့ပုံများနေပြီဗျာ ryan east block မှာပြန်ကြည့်မယ်ဆိုလို့ချင်း five man swear bank goalie ပေးထားတဲ့အချက်တစ်ခုစီသူတို့တော်တော်လေးခက်ခဲနေတဲ့အခြေအနေတစ်ခုတော့ဖြစ်သွားတယ်ကျွန်တော်မှတော့ back line control မှာ samuel နဲ့ super line နဲ့ရောက်ရှိရဆိုတော့ညာလဲတစ်ဖက်ကဝင်လာခဲ့မဲ့ juno ရဲ့ damage shot ပို့နဲ့ game fly ရဲ့ damage shot ပို့ကိုလည်းသူတို့ခံနိုင်မှုတော့ပြန်ပြီးတော့ပြင်ဆင်မှုလုံးမယ်ဗျာသူတို့အရင်ဆုံးလုံးရမယ်ဆိုတာကောင်းကောင်းယူတော့နားလေတယ်ဗျာ မဲ့ instant မပြတ်သွားတဲ့အခြေအနေတွေကတော်တော်လေးကိုဆိုးနေရပေါ့နော်ဒီအခြေအနေတွေအားလုံးတော့ကျွန်တော်ကာဖူးအနေနဲ့ပြန်ပြီးဖြေရှင်းပေးနိုင်မလားသူရဲ့ damage တွေကအများကြီးတော့လိုအပ်နေရတော့အမှန်ပဲမိက3လိန်စတင်ပြီးတော့ခွင့်ပြုပေးလိုက်ရပြီဒါပေမဲ့တစ်ပတ်ကနေပြီး Raven Esports အနေနဲ့အကုန်လုံး full item ကွက်ပြေးဖို့ဆိုရင်တော့နောက်ထပ်5မိနစ်လောက်ပဲစောင့်ရမယ်ဗျဟုတ်တယ် Raven Esports သူတို့အားလေးပဲမှာ name bar နဲ့အချက်တွေအကုန်လုံးတော့ late game ဒီဆွဲခေါ်နေရမျိုးတွေတွေးရတယ်တစ်ဖက်မှာလည်းမတစီဒီချိန်အထိမှာတော့သူတို့တာနေခဲ့တယ်ဆိုပေမဲ့လည်းမက3လိန်လုံးရရှိထားတဲ့အချက်ကိုကောင်းကောင်းဖိထားနိုင်မယ်ဆိုလို့ရှိရင်ပွဲတော့အများကြီး pressure ပေးပြီးအသိန်းတို့ရရနေထားတဲ့ခုမှရှိတယ်လော့ပေါ်လာဖို့က တ်17စက္ကန့်ပဲလိုပါတော့တယ်လော့ဖ်ဖိုက်နားလေးမှာတော့မက်ဆစီပိုဇီရှင်လေးတော့တည်နေကြပြီဗျာပွဲကတော့ကျွန်တော်မက်ဆစီအနေနဲ့အပ္ပါဟန်ယူထားနိုင်တယ်ဆိုပေမဲ့လို့ high ground အရင်တက်လို့မရဘူးဆိုတဲ့အချက်ကိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားရမယ်ဒီ long နဲ့အတူ force ရင်တော့ ဝင်တိုက်ပြီးတော့ force လို့တော့ရမှာဗျအဲ့တော့ low objective ကိုလည်းဒီအချိန်မှာလာလူဖို့အတွက် ကတော့ကြည့်ရတယ် rain e-sport မမီတော့တော့ဘူးဗျအဲ့တော့ low objective ကိုတော့ matisi ထပ်ပြီးတော့ပိုင်းဆိုင် line နဲ့ပဲ third low objective ကို rain e-sport ထပ်ပြီးတော့ defend ရပါအောင်မယ်ဒါပေမဲ့တစ်ဖက်ကနေပြ supply supply expanding river လေးနဲ့ flow လေးအတိုင်းပဲလာတော့လာနေရှောင်းရဲ execution ထပ်ပြီးတော့ dash တွေကုန်ဆုံးသွားပြီဆိုတော့ဂျိုင်းမွန် instant damage ပြီးတော့ပြတ်သွားခဲ့ပြီတန်အောင်စင်မပြတ်နိုင်သေးတဲ့ smuro ကထပ်ပြီးတော့ပဲဆုံးမ line နဲ့ပဲ smuro ထပ်ပြီးတော့ meek kevin ပေါ်ရဲရထားသေးရဲ့ဗျ three man ကျန်တော့တဲ့အနေနဲ့တကူမှာတော့ defend မှုအတွက်အဆင်ပြေပါမလား ဒေါ်နာဒို damage ချိန်ရှားရဲ့မှာတော့ Carfu အတန်းနိုင်ဆိုတော့ရုံးခံပေးနေတော့မှတပြိုမဆန်းဆုံးပေးလိုက်ဆိုပေမဲ့ winner crown ပေးလိုက်တယ်ဆိုတော့ king flash ကို down အောင်တော့မှတော့မလုံနိုင်တော့ဘူးဆိုပေမဲ့လို super bad ကိုဆက်ပဲကောင်နဲ့ရောက်တော့ line နိုင်ပါသေးရဲ့ဗျာ bad UK ပြန်တော့ကောက်ထားသေးတယ်လောတော့ရောက်ရှိလို့လာနေပြီ3 for the fourth of the situation jamaro kafu တော့ချက်တော့ပြခွဲကိုကျိုးသားနေတယ်ဂျုံရိုရှိနေတဲ့အချက်တစ်ခုကြောင့်တော့ magic စီပွဲကို aim လို့ drone တာသူနေပြီဗျာ ရလီကစီကြားမှာကဖူတယောက်ထဲနဲ့ဘလို့မှဒီဖန်လို့မရရင်တဲ့ပဲမက်ဒစီ2-1ဆိုတဲ့ရီဇက်တစ်ခုနဲ့အတူပဲအနိုင်ရရှိလို့သွားခဲ့ပါပြီတကယ်ကောင်းတဲ့ပွဲတွေဗျာနော်ကျွန်တော်မက်ဒစီအနေနဲ့ကတော့ဒါသူတို့ရဲ့ score point ကိုပြန်လှည့်ပြီးတော့ယူသွားတယ်လို့ပြောရမယ်မန် e-sport အနေနဲ့ကျွန်တော်ရဲ့နောက်ဆုံး match number 3ကိုတော့တကယ်ကိုကျွန်တော် bounce back တွေတကယ်ကိုကျွန်တော်ရသပြည့်တဲ့ပွဲစဉ်ကိုပေးသွားခဲ့တယ်လို့တော့ပြောရမယ်ဗျာဟုတ်တယ်ဘိုရဲရဲ့